မှန်ကန်ဆုံးပဲတကိုးတော်နဲ့မရဲဆိုတာဘလို့မှမဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှဖြစ်ကိုယ့်အကိုတောင်ကိုသာသမီးမအကြည့်ပါလားနော်ကိုသာသမီးမအကြည့်ပါလားကလေးငယ်သေးရင်တော့ကြွရင်ကြွပါဘာသို့သောကိုသာသမီးကိုပြညာတက်ကြီးဖြစ်အောင်ကိုလှုပ်ပေးနိုင်လားဆိုအထောက်ကူတော့ပြုတ်ပေးလို့ရတယ်ဘာလို့ပြညာတက်ဖြစ်အောင်ကိုသာသမီးကိုကြောင်းကောင်းကောင်းအပ်ပေးမယ် ဆရာကောင်းကောင်းထံအနံပေးတို့တော့သာသမီကမကြိုးစားဘူးဆိုရင်သူပညာတတ်ဖြစ်နိုင်ကိုလုတ်ပေးနိုင်တာဟာထောက်ပံ့ကူညီခြင်းသာလည်းဖြစ်တယ်ဘုလမ်းညွန်ပေးခြင်းသာဖြစ်တယ်တကယ်ပညာတတ်တာကတော့သူတင်မှပဲပညာတတ်မှာအဲ့တော့ကိုသာသမီတော့ကိုမလို့ရတာမှမဟုတ်တာရသော်ပြားကလည်းတကူနဲ့မလာမဟုတ်ဘူးဒါကြောင့်ရသော်ပြားကသရဝတ္တုကိုကောင်းကျိုးချမ်းသာရရှိခြင်းနဲ့ဆိုရင် အကုသိုလ်ကရှောင်ဖို့ကုသိုလ်တရားတွေကိုလှုပ်ဖို့ဒါကပဲလမ်းညွှန်ပြုပြီးတော့တိုက်တော်နှိုးဆောင်မှာပဲဖြစ်တယ်။မလုံတဲ့နာကိုမလုံတဲ့ဒုတိယနာကိုလှုပ်ဆိုတဲ့လမ်းညွှန်ချက်အတိုင်းလိုက်တာကျင့်သုံးပြီဆိုရင်ကောင်းကျိုးချမ်းသာရမှာတည်ချတယ်။အဲ့ဒီနည်းနဲ့မှတာဒီမရဲဆိုတာဖះမရဲဆိုတာအဲ့လိုမှတာမျိုးသားလေးဘုရားဘာသာဖះမှာရှိတယ်နော်။တကိုးတော်နဲ့ ဆင်းရဲမွဲတေနေတဲ့ကောင်နေခြင်းရခြင်းချမ်းသာစေလို့ထင်လို့လုံးလုံးလည်းမရဘူးနော်အဲ့လိုလုံးလုံးလည်းမရမလို့ရတယ်ဆိုလို့ရှိရင်အယုတ်ဆိုးအကြီးတန်နေတဲ့လူခွချက်ချင်းချောချောလှလှလေးဖြစ်ပါစေအသားမဲတဲ့လူခွချက်ချင်းအသားဖြူသွားပါစေပရည်တွန့်နေခွချက်ချင်းပရည်တွန့်တာတွေပျောက်သွားစေလို့လုံးလုံးရမှာပေါ့ဘယ်လိုလုပ်ရမလဲမရဘူး အဲ့တော့မြတ်စွာဘုရားရဲ့မဘုံမာနိကတော့မလုံတင်တာကိုရှောင်ခိုင်းတယ်လုံတင်တာကိုလှုပ်ခိုင်းတယ်အဲ့ဒါကိုလိုက်တာပြီဆိုမှလူဟာလွတ်တဲ့ကျိုးရလူတွေကသတိပဋ္ဌာန်လို့ပါယောဂဖြစ်ရင်ဆရာဝန်စီသွားတယ်မော်လားဆေးဆရာစီသွားတယ်ပေါ့လေတိုင်းရင်ဆေးပဲဖြစ်ဖြစ်နောက်တိုင်းဆေးပဲဖြစ်ဖြစ်ယောဂကုသနိုင်တဲ့ဆရာစီသွားကြတယ်သွားတော့ ဆရာကကိုနိုင်တာလားဆိုဆရာကမကိုဆရာကဘာလို့လဲဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်ဆေးတောက်ရမယ်ဒါပဲပြောတာအဲ့တော့ယောဂပြောက်အောင်ကဘယ်သူကလှုပ်တာပြောဆိုဆေးကပဲလှုပ်တာဆေးမပိုင်ဆရာအောင်ကုလို့ရပါမလားမရဘူးဆေးတောက်ဖို့ကအဓိကဆိုတာသင်ရှားတယ်လေအဲ့ယောဂရှိလာလို့ရှိရင်ဆရာအောင်ဆေးညွန့်နေညွန့်နေဆေးကိုကွက်တော့ တော့မှယောဂဆောပြောက်တယ်အဲ့ဒီတိုင်းပဲမြတ်စွာဘုရားဒါမလုံးနဲ့ဒါလုံးဆိုတာညွှန်ကြားတယ်အဲ့ဒီညွှန်ကြားတဲ့ညွှန်ကြားတာဟာစီပေးတာနဲ့တူတူပဲကိုကိုယ်တိုင်ကမလုံးတဲ့ဆိုတာကိုလုံးတယ်လုံးဆိုတာမလုံးပဲနေဟောဘယ်သူမှကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးတကယ်လက်တွေ့ကြတဲ့မြတ်စွာဘုရားရဲ့အဆုံးအမလက်တွေ့ကြတယ်အဲ့လိုအဲ့တော့ဘုရားကိုကိုးကွယ်ပြီးဆိုရင် ်မြတ်စွာဘုရားဟာကုသနာမှာကြားရောက်နိုင်တဲ့ဘေးဟန်အနေတွေကိုကာဝယ်ဆောရှောင်းနိုင်နေဆိုတဲ့အရှင်ကျင့်တဲ့ကိုယ်ဝေရမှာဖြစ်တယ်တရားကိုကိုယ်ဝေပြီဆိုရင်တရားကပါဆွမ်းဆောင်ပေးတော်ဆိုနော်တရားကလူတွေရဲ့ဘဝကံထာရာနေထာရနေနတတနာပြန်ဟိန္တိတမောတရားကဘဝကံထာရာကနေထုတ်ဆောင်ပေးတာတရား ကိုယ်တိုင်ကတရားကိုကျင့်ကြံကြိုးကိုအထုံးလို့ရှိရင်ဘဝအခက်ခဲတွေကနေပြီးတော့ထုံးဆောင်ပြီးဘဝကြီးကကန္တရာခရီးကြီးနဲ့တူတယ်ဘေးကန္တရာခရီးဆိုတော့ဘေးအန္တရာယ်တွေအလွန်များတယ်အလွန်များတယ်အဲ့ဒါလိုပဲဘဝသွားတဲ့လူတွေဟာအေးချမ်းချမ်းရှိတာမဟုတ်ဘူးအန္တရာယ်တွေနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်ဘုန်းကြီးတို့တွေလူတိုင်းလူတိုင်းဟာဘဝတစ်ခုရထားပြီးဆိုရင် ရှင်ဆိုင်ရမယ်အန္တရာယ်ကပါတော့နော်အိုချင်းဆိုတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရတယ်ဘယ်သူမှအိုချင်းတရားကိုမရင်ဆိုင်ရင်လို့ပြစ်ထွက်လို့မရဘူးလေရှောင်သွားလို့လည်းမရဘူးအိုချင်းဆိုတာနဲ့ရင်ဆိုင်ရမယ်ဖြားနာချင်းဆိုတဲ့ဖြားရင်းနဲ့ရင်ဆိုင်ရမယ်နောက်ဆုံးသိဆုံးချင်းဆိုတာနဲ့ရင်ဆိုင်ရတယ်အဲ့ဒီဘဝမှာဒီအန္တရာယ်ဆိုကြီးတွေနဲ့ ရှင်ဆိုင်နေရတဲ့ဘဝမျိုးကနေပြီးကဲထုတ်နိုင်တာကတော့တရားပဲဖြစ်တယ်ဒါကြောင့်တရားဟာကိုယ်ဝဲအထာလိုက်တယ်လို့သူတို့ဆို